အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့မကျွတ်မလွတ်သေးပဲယခုတည်းရှိနေတယ်လို့ယုံကြည်ကြတဲ့ဘိသနုမြို့ရဲ့အရှင်သခင်ပန်ထွာဘုရင်မှာအကြောင်းပဲဖြစ်ပါတယ်ဘလို့အကြောင်းအကြောင်းနေကြပန်ထွာဘုရင်မဟာမကျွတ်လွတ်သေးပဲဘိသနုပြည်နယ်မှာယနေ့တည်းရှိနေလဲဆိုတာကိုတော့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ထင်ပါတယ် မိတ်ဆွေတို့အနေနဲ့လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမလွတ်တမ်းသိရှိရအောင်ကျွန်တော်ရဲ့ခွီး Entertainment YouTube Channel လေးကိုလည်း Like and Subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံပါရစေ။မကြုံမလို့သေးတဲ့ဘိသနိုးဘီရင်မှာပန်းထွားအကြောင်းကိုသိရှိသူအင်မတန်နဲပါပါလိမ့်မယ်။ဒါပေမဲ့ဘိသနိုးမျိုးဟောင်းကြီးကတော့တဘာဝလုံးဖြစ်ရတွေယနေ့တိုင်ကြံရှိနေတဲ့ဂျင်စာတွေ ပရာလောကသားတွေနဲ့ပြည့်နှံ့နေတယ်ဆိုတာကိုတော့ကျွန်တော်တို့မယုံကြည်လို့မရပါဘူးဗျဒီဘိသနုမြို့ဟောင်းကိုတော့ရန်ကုန်ကနေမိုင်ပေါင်း320กว่าဝေးပါတယ် BC 400စုမှာတည်ထောင်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပြီးတော့တောင်ရင်းကြီးကနေဆက်နမိုင်အကွာမှာတည်ရှိပါတယ်မိုးနဲ့ရေရှားအရက်ဖြစ်တာကြောင့်ရန်ပေချောင်းကရေကိုအဓိကအားထားပြီးအသုံးပြုနေရတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ် ဒါအပြင်အပြင်တောက်တော်ကံအတွင်းတောက်တော်ကံစတဲ့ရေကန်အချိုးရှိတော်လဲယခုအခါရေကန်6တလောက်ရှိနေပါပြီဘေတနုမြို့ဟောင်းတွေကပေပင်တွေကအတိမတိမကြီးထွားပဲနှစ်ထောင်ကြီးတက်တန်းရှိနေကြပါတယ်အမြင့်ကလူတရက်လောက်ပဲရှိပါတယ်ဒါကတော့ပန်းထွားပြင်မရဲ့စူတောင်းတစ်ခုလို့လူတိုင်းသိကြပါတယ်ငါလာမကြီး ငါလာမတီးဆိုတဲ့စူတောင်းအတိုင်းဘိတနိုးမြို့ဟောင်းတဲကပေပင်တွေကဘယင်မလူပြန်မဖြစ်မချင်းမကြီးထွားအတိမတီးဘူးလို့အဆိုရှိကြပါတယ်ဒီဘိတနိုးမြို့ဟောင်းတဲမှာတော့အင်ဂျင်ဥယျင်လို့ခေါ်တဲ့ဥယျင်တစ်ခုရှိလို့နေပါတယ်ဒါပေမဲ့ထူးဆန်းတာကတော့ပန်ထွာဘယင်မလက်ထက်တော်မှာယနေ့အထိအင်ဂျင်ပင်တပင်းမှမရှိခဲ့ဘူးပါဘူးဒါပေမဲ့ နေ့စဉ်နေတိုင်းအင်ဂျင်ဘန်းအကျွေတွေကိုယနေ့ထက်တည်တိုင်းအင်ဂျင်ဥယျာဉ်မြေနေရာမှာတွေ့နေရဆဲဖြစ်ပါတယ်။ဒီအင်ဂျင်ဥယျာဉ်ကိုပန်ထွာပြင်မကဘိဒနိုးနမင်းကြီးကိုရည်စူးပြီးလှူဒန်းခဲ့တာပဲဖြစ်ပါတယ်။ဒီဥယျာဉ်ထဲမှာတော့အင်ဂျင်မေမရှိတော့လဲဘိဒနိုးနမင်းကြီးရဲ့အမိန်နဲ့အင်ဂျင်ပွင့်တွေကဥယျာဉ်ထဲကိုအလိုလျောက်ရောက်နေတတ်တယ်လို့လူတော်တော်များများကယုံကြည်ကြပါတယ်။ဒါကြောင့်လဲဒီဥယျာဉ်ကို အင်ဂျင်ဥယင်လို့ခေါ်နေခဲ့ကြတာပဲဖြစ်ပါတယ်။ယခုထိလည်းဘယ်ကမှမသိတဲ့အင်ဂျင်ပွင့်တွေရောက်နေသေးပဲဖြစ်ပါတယ်။အထူးသဖြင့်ပန်ထရာပြင်မှာတဲခဲ့တဲ့ရွှေရောင်စည်ဒီတော်မှာအင်ဂျင်ပန်းတွေကိုဖျားပန်းအဖြစ်လူထားတာအပြင်ဖျားရည်ပြင်တစ်ဝိုက်မှာကျဲပြန့်စွာရှိနေတတ်ပါတယ်။ဒါပေမဲ့အင်ဂျင်ပန်းတွေဘယ်ကလာတယ်လဲဆိုတာကိုတော့ဘယင်မပန်ထရာရဲ့ဝိညာဉ်သာသိပါလိမ့်မယ်လို့ဆိုပါတယ်။ ဒါအပြင်ဘိဒလုံးမြူဟောင်းထဲမှာအသားစားခွင့်မရှိပါဘူးစီးကားတွေအရန်တင်းကျပ်ထားပါတယ်ဝီနီနဲ့မညီတဲ့ရဟန်းတွေနေခွင့်မရှိပါဘူးနေခွင့်မရှိလို့လည်းပန်ထွာပြင်မရဲ့ဝိညာဉ်ကိုပဋ္ဌာန်းဆက်ကြောင့်သာဩစာညောင်းတယ်တောင်ငူနန်းရင်းကျောင်းဆရာတော်ရဲ့အကြောင်းတစ်ခုသာဘိဒလုံးမြူဟောင်းထဲမှာရှိတာပဲဖြစ်ပါတယ်ဒါကလည်းရဟန်းအယောင်ဆောင်ထားသူတွေရဲ့ပရိယေကြောင့်ဘေဒနုမျိုးကြီးပြည့်စည်ပြီ တရေခရိယာပြည့်ရှင်ဒုဒ္ဓမောင်လက်ထက်ရောက်ရတာကိုအညိုးထားပြီးတော့တိတ်ခါနဲ့ဝါစင်နုနယ်သေးတဲ့ရဟန်းတော်တွေကိုပန်ထွာဘီမဝိညာဉ်ကလက်မခံတာပဲဖြစ်ပါတယ်။ရှေအောင်သူရိတနာဌာနကတော့ဘေဒနုမြို့ဟောင်းကြီးကိုတော်တော်များများတူးဖို့ထိန်းသိမ်းထားပြီးတော့တူးဖို့ရမှာလေ။မကျွမလို့သေးတဲ့ပန်ထွာဘီမရဲ့ဝိညာဉ်ကိုမြင်ခဲ့ရတယ်လို့ဆိုပါတယ်။အမားရွှဲလည်းမလုံရဲကြပါဘူး။တွေးရှိဘူးတဲ့သူရိရဲ့အဆိုရတော့ပန်ထွာဘီမက အသားရည်ဖြူဆက်ဆက်ရှိပြီးအရက်ကခွန်းနပင်နီးပါးရှိတယ်လို့ဆိုပါတယ်။ဒီချက်ကတော့ဘေဒနုမြို့ဟောင်းထဲကအရက်ခွန်းနပင်ရှိတဲ့အမျိုးသမီးတဦးရဲ့အယိုးစုနေရာကို တူးဖော်မိရာကနေပန်းထွာဘရင်မရဲ့အယိုးစုလို့ယူဆခဲ့ရတာဖြစ်ပေါ်လာတဲ့အကြောင်းရင်းပဲဖြစ်နိုင်ပါတယ်။အဲ့ဒီအယိုးစုကိုတော့နယူဂျာစီကတွက်ချက် ပေးရမှာနှစ်2000တက်တန်းရှိပြီလို့ဆိုပါတယ်။ ဒါပေမဲ့ဘေတနုမြူဟောင်းထဲမှာညအချိန်တယောက်တည်းသွားဝင်သူမရှိပါဘူး။ပန်ထရာဘီမရဲ့ဝိညာဉ်ဓာတ်က6ချောင်းအောင်လွှမ်းမိုးနေစေပဲဖြစ်ပါတယ်။အနီးနားရှိရွာတွေကရွာကန်တွေလည်းမသွားရဲကြပါဘူး။ပန်ထရာဘီမကိုနန်းနန်းဆောက်လို့ကိုးွယ်တဲ့တလိလည်းယင်းနေ့ထက်ဒီတိုင်းရှိနေခဲ့ပါတယ်။နတ်ဆက်ရမှာလည်းတတ်တတ်လို့တိဥတိဖူတွေသာဆက်သားရပြီးတော့အသားငါလုံးဝဆက်လို့မရပါဘူး။ ဒါပေမဲ့ဘိဒနိုးမျိုးကိုတွားရောက်ပြီးပန်ထရာဘယင်မကိုမပြင်းအောင်မကြာခဏဆိုသလိုအနည်းဆုံးတစ်နှစ်တစ်ခေါက်တွားရောက်ဂါရာပြုနေတဲ့သူ အချို့တော့ရှိပါတယ်။အဲ့ဒီလူတွေကတော့ပန်ထရာဘယင်မကိုတစ္ဆာရှိပါမယ်လို့တစ္ဆာဆိုပြီးတော့ဘိဒနိုးမျိုးရဲ့နောက်ဆုံးအချိန်ထိတရေခိတရာတက်တွေကို ခုခံရင်းအသေးခံတိုက်ပွဲဝင်သွားတယ်။ပန်ထရာဘယင်မရဲ့စစ်သူကြီး၄ဦးနဲ့သူတို့ရဲ့အနယ်တော်တွေက လူဘဝကိုပြန်လဲရရှိသူတွေဖြစ်တယ်လို့ဆိုကြပါတယ်ခင်ဗျာ။ ပန်းထွားဘရင်မှာတမိုင်းကတော့တရေခတရာပြည်မှာဒုဒဗောင်မင်းကြီးအုပ်စိုးနေစဉ်ကာလအတွင်းထီးပြိုင်နှမ်းမြိုင်ဖြစ်ဘိဒနိုးပြည်မှာပန်းထွားဘရင်မကအုပ်ချုပ်နေခဲ့ပါတယ်။ရာဇဝင်ကျမ်းများအရတော့ပြည်ဟုတုံးတုံးရတော့လေအမှန်မှာမြို့ပြနိုင်ငံအဆင့်မြသာရှိပါတယ်။ပန်းထွားဘရင်မကလူသားမှန်မဟုတ်ပဲခမဲတော်မှာဒကောင်းမင်းကြီးရဲ့တားတော်အရင်မဟာတမန်ဝါဖြစ်ပြီးမဲတော်မှာဆန္ဒမှုခိဘလူးမှာပဲဖြစ်ပါတယ်။ တကားမင်းကြီးကမျက်မမြင်တံပဝါညီနောင်ကို AR မြေတိုင်းမျောလိုက်ရလန်ကကြီး၌ဆန္ဒမုခိဘလူးမားကထမင်းခိုးစားတဲ့အခါတံပဝါညီနောင်က ရိတ်မိပြီးတက်မြီဟုဘလူးမားကိုလက်ဆွဲရတွင်ဘလူးမားကမဟာတံပဝါကို တမန်စိတ်ဖြင့်တာယာမိသည့်အတွက်ပရိတ်တရီခရတယ်လို့ဆိုပါတယ်အဲ့ဒီနော် ဆန္ဒမှုခိဘလူးမကတမီးလေးကိုမွေးပြီးသောအခါပြူရတရွာအနီးရှိဆရာရသေးထံပညာသင်စေခဲ့ပါတယ်။မိပန်ထွာလေးရဲ့ထမ်းမြတ်မှုကိုအနီးနားရှိရွာများကပါသိရှိလာပြီးနောက်အရွယ်ရောက်သည့်အခါသူမကိုသာခေါင်းဆောင်အဖြစ်တညီတညွတ်ထဲတင်မြောက်ခဲ့ကြပါတယ်။ပန်ထွာဘရင်မဟာထိုရွာအပေါင်းတို့ကိုစူးစီးကဘိဒနိုးမျိုးပြနိုင်ငံအဖြစ်ကျောင်းမျိုးရိုးတို့ကိုအကွက်ချကဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ပန်းထွားပြီးမှအတိတ်ဘဝကဘေဒနိုးနမင်းရဲ့နှမတော်ဆက်ခဲ့တာကြောင့်ဘေဒနိုးနမင်းကြီးရဲ့ချီးမြှောက်မှုဖြင့်မျိုးတည်ခဲ့ရမှာဘေဒနိုးမျိုးဟုခေါ်တွင်ခဲ့ပါတယ်မျိုးအတွင်းမှာတော့ဘေဒနိုးနမင်းကိုနန်းနန်းဖြင့်အကြီးအကျယ်ပူဇော်ကြပြီးနန်းနန်းအနီးရှိအင်ချင်းပင်တို့မှာယနေ့ချိန်ထိဆက်နက်ရာသီမရွေးဖူးပွင့်ကြတယ်လို့ဆိုကြပါတယ်ခင်ဗျာဘယင်းမကား မြို့နီးရှိရံပယ်ချောင်းရီကိုစနေတကျအသုံးချကနိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့ပါတယ်။စီမံပုံမှာလည်းရံပယ်ချောင်းအထက်မှာရေဒါတကားအစင်းစင်းတို့ကိုတိဆောက်စေပြီးတော့ဗိဒနုမျိုးမှစီတီးကအချက်ပြသည်နိရေတကားများကိုဖြန့်ချစေကမြို့ပတ်လေကိုရေလွှမ်းမိုးစေခြင်းဖြစ်ပါတယ်။တကားများကိုတဆက်တဲ့ဖြန့်ချခြင်းမဟုတ်ဘဲတစ်ချက်ပြီးမှတစ်ချက် အချိန်ယူကဖြန့်စေခြင်းဖြစ်သည်ဖြစ် ကြောင်းမက်ဖွဲရေစီးအားကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။ထို့သောဗိဒ္ဓနိုးမှာဧကရီအဖြစ်တတိတနန်းရက်တီနေစဉ်တရေခတရားပြည်မှာဒုတိယဘောင်မင်းကြီးကပန်းထွာဘီမားနေတကွာမြို့ကိုပါတင်ပိုက်လို့တဖြစ်အင်အားလုံးရင်းဖြင့်ခြိတက်တိုက်ခိုက်လာခဲ့ပါတယ်။သို့ရာတွင်မြို့တကားကိုအလုံးပိတ်ထားသောဗိဒ္ဓနိုးမှာစီတီးတန်ကျဲကျဲတစ်ချက်သာကြားလိုက်ရပြီးခဏအကြာမှာတော့ နတ်ဆိုးအော်တန်ကဲသို့အတန်ပေးကတဟုံတို့ဝင်လာသည့်ရေလုံးကြီးအောက်မှာတရေခက်တရာစစ်တီတော်တို့ဖယိုဖယဲဖြစ်ကုန်ကြပါတယ်။ရေမျောသူမျောကန်းတင်သူတင်ဖြစ်နေစဉ်ဘိဒနိုးဘက်မှလေးတီတော်များကပေါ်လာသောကြောင့်မဲမဲမြင်ရာကိုမြားဖြစ်ပြစ်သည်ဖြစ် ရေမျောသူမျောကန်းတင်သူတင်ဖြစ်နေစဉ်ပါပဲ။ဘိဒနိုးဘက်မှလေးတီတော်များကပေါ်လာသောမဲမဲမြင်သမ ्या တို့ကိုမြားဖြစ်ပြစ်သည်ဖြစ် တရေခရိယာရဲမှန်များအထိရှားများခဲ့ရပါတယ်ဒုတပောင်မင်းကြီးလည်းအန်ကိုကြိတ်ခါနောက်ပြန်ဆုတ်ရတော့ပါတယ်အဲ့ဒီနောက်မှာတော့ဒုတပောင်မင်းကြီးကရံမဲချောင်းရေတကားများကစီတံအပေါ်တည်နေချောင်းကိုတည်တဲ့အတွက်ထိုးစီကိုဖြတ်စည်းရန်တချိုတအူးကိုဆေလွတ်ခဲ့ပါတယ်ထိုးတချိုဟာရသေဖြစ်ဘိဒနိုးပြည်သူဝင်ရောက်ပြီးပန်ထွာဘရင်မရဲ့ဆရာရသေထံချင်းကပ်ကယုံကြည်မှုအရယူရန်စူးစမ်းခဲ့ပါတယ် ၃လလခန့်ကြာလာတဲ့အခါမှာတော့တချိုရသေးကသူတစ်ဖက်များကိုဗေဒနိုးမျိုးရင်းမှရွှေငွေကျွဲသားများကိုခိုးယူစေပြီးတင့်ရနေရာမှာဝှက်ထားစေခဲ့ပါတယ်။ပစ္စည်းပြောက်သူကတချိုရသေးကိုမေးတဲ့အခါမှာတော့ရှိရာနေရာကိုအတက်ဟောပြီးပစ္စည်းပြန်ရစေပါတယ်။အဲ့ဒီအခါမှာတော့တချိုရသေးကိုယုံကြည်ပြီးစီးကပ်သူများတိုးဝါလာခဲ့ပါတယ်။ဆရာရသေးရောပန်ထွားပင်းမှာပါ။ ထိုတချို့ကိုယုံကြည်လာပြီးတော့အခါ၎င်းရဲ့ဗေဒနိုးကာကွယ်ရေးအတွက်ထားသောစီတော်ကြီးကို ယခုတည်းပုံမူအကျိုးထူးအောင်လော်ကီအစီရင်များဖြင့်တိတ်ထိတင်ပေးလိုကြောင်းတောင်းဆိုလာခဲ့ပါတယ်။ပန်ထွားဧဂရီလည်းယုံကြည်ကစီတော်ကြီးကိုတချို့ရတိထံစိတ်ချလက်ချအနှင်းလိုက်ပါတော့တယ်။နှောင်းနေမနှက်မှာတော့နန်းတော်အတွင်းရှိစီတော်ကြီးဟာအပေါကြီးနှစ်ပေါက်ဖြင့်တုံလုံးစွာ တွေးကြရပြီ။တချို့ရတိမှလည်း ခြေရာပြောက်ထွက်ပြေးသွားခဲ့ပါတယ်။အဲဒါကြောင့်ပန်းထွာဘင်းမရတေရန်အတူရောက်များကို မုံတီးပြီးသူမပိုင်တဲ့မဟာမြိုင်တော်အတွင်း၌ရောက်လာသည်များရတေရန်ဟူသည်များရဲ့တီလာတမာရီကိုအစမ်းအသက်ကျန်းတည်ဟုနာမည်ကြီးခဲ့ပါတယ်။ပန်ထွာအီဂရီ အသေးဆက်ဆက်တုံးဒေါသထွက်နေစင်ပါပဲ။မြို့ရိုးတကားများပိတ်တံကိုကြားရကမြို့ရိုးပြင်ပမှ စင်တန်မြင်းတံများကိုပါကြားလိုက်ရခဲ့ပါတယ်။ ို့တပောင်မင်းကြီးလာရောက်တိုက်ခိုက်နေပါပြီ။စီတီး၍အတံမထွက်အတံမထွက်သည့်အခါရေမကြာရေမကြတဲ့အခါအင်းအားကြီးမားတဲ့ရန်သူရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုဗိဒနိုးသားတို့အလူးလဲခံကြရပါတယ်။မခံနိုင်တဲ့အဆုံးမှာတော့ဗိဒနိုးနန်းဦးတို့ဒုတိယပောင်မင်းကြီးရဲ့ဆင်တော်ရောက်ရှိလာခဲ့ပါတယ်။ ဗေဒနုသားတို့ရဲ့သွေးဆံများအလောင်းများပြန်ကျဲနေသည်ကိုကြည်ကပန်ထွာပြင်မှအန်ကျိတ်ထားမိပါတယ်။တရေခစ်တရာပြီဟာကြီးကျယ်ခမ်းနားလှပါတယ်အမတော်ကျွန်ုပ်နဲ့အတူစံမြန်းလိုစီတဲ့စေတနာပဲဖြစ်ပါတယ်။ကျွန်ုပ်ရဲ့မေတ္တာတွေကြောင့်ပင်ပန်းကြီးစွာစစ်ချီခဲ့ရပါတယ်။ဒုတိယဘောင်မင်းကြီးရဲ့ဇကားတို့ကိုပန်ထွာအေဂရီမြည်တို့မျှမတုတ်ပြန်ခဲ့ပါ။မိမိကစစ်ချောင်းသူပဲဖြစ်ပါတယ်။ စေချောင်းသူပြီးပြီးသူပြုသည်မနှုရတော့မှာပါဤသို့ဖြင့်တရေခရိယာပြည်ကိုဒုဒ္ဓဘောင်မင်းကြီးရဲ့မိဖုရားအဖြစ်ပန်ထွာရောက်ရှိလာခဲ့ပါတယ်ဒုဒ္ဓဘောင်မင်းကြီးကပန်ထွာဧဂရီကိုလွန်စွာမြင်လို့တော်မူတယ်လို့ဆိုပါတယ်တို့တော့တားတော်တပါးရာသည့်တိုင် ပန်ထွာဘီရင်မရဲ့အမုန်းကမပြေနိုင်ခဲ့ပါဘူးအဲဒါကြောင့်ဒုဒ္ဓဘောင်မင်းကြီးကိုလှုပ်ကြံရင်အတွင်းလူများဖြင့်တိုက်တိုက်ဆိုင်စီစဉ်ခဲ့ပါတယ်တို့တော့အတွင်းလူများက မင်းကြီးသည်ဖုံးကြီးလွန်းသဖြင့်ဓာတ်ရိုက်လောက်ကြံရန်မလွယ်ကြောင်းနှင့်ဖုံးနှိမ်စီရန်စီစဉ်ပြီးမှလောက်ကြံစီလိုကြောင်းရှောက်ကြပါသည်ထိုအခါပန်ထွာဧဂရီကမိမိထမိန်အောင်နာစအချို့ကိုဖျက်ကညနေတော့ဘဝအဖြစ်ဆက်တာပြီးအဲ့ဒီနောက်မှာတော့အစိတ်ခတ်သားသောဖြော်ရည်ကိုဆက်ကပ်ရန်စီမံခဲ့ပါသည်ဒုတိယဘောင်မင်းကြီးကပန်ထွာဧဂရီဆက်တာသောညနေတော့ဘဝကိုအသုံးပြုလိုက်သည်နိတပြိုင်နက်နဖူးမှမှဲ့ရှင်တော်ကွဲပြောက်ခြင်း လမ်းများတားများအယောင်မထွက်တော့ခြင်းတို့ကိုကြုံတွေ့ရခဲ့ပါတယ်။တုံလုံသွားသောမင်းကြီးကပန်ထွာအီဂရီကို နားမလည်ဟန်ဖြင့်ကြည်နေစင်မှာပင် ပန်ထွာအီဂရီကမဲပြုံးတစ်ချက်ပြုံးပြလိုက်ပါတယ်။မင်းကြီးက"သူမရဲ့လက်ချက်မှန်သိသည်နှင့်သူမဆက်သည့်ဖြော်ရည်ကိုလည်းမတောက်တော့ဘဲအရင်မြည်းစမ်းပြရန်တောင်းဆိုခဲ့ပါတယ်။ပန်ထွာဘီမကလက်ထဲမှာဖြော်ရည်ခွက်ကိုမြှောက်ကအောက်ပါချိန်စာကိုရွတ်ဆိုခဲ့ပါတယ်။"ကျွန်ုပ်သည် မိမိ၏ဘေဒနိုးပြည်ကို တရားသဖြင့်စီမံအုပ်ချုပ်နေသူဖြစ်ပါသည်ဤတရေခိတ္တရာဒုတိယဘောင်မင်းကနိုင်ထန်စီရင်ကျူးကျော်သိမ့်ပိုက်ခဲ့ပါသည် ယခုဘဝတွင် သူအားတက်ရန်ကြိုးပမ်းမှုမအောင်မြင်တော့ပါအဲဒါကြောင့်နှားဘဝများသာလက်စားချေရန်ကြိုးပမ်းပါတော့မည်ဒုတိယဘောင်မင်းကိုကျွန်ုပ်လက်ဖြင့်လက်စားမချေရမသေးမချင်းတရေခရိယာပြည်အနည်းရှိပေပင်ငယ်တို့သည်ယခုအွယ်မှာဆက်လက်ကြီးထွားခြင်းမရှိဘဲရပ်တန့်နေပါစေ။ အဲ့ဒီနောက်တွင်မူလက်ထဲမှာဖြော်ရည်ခွက်ကိုမော့ကကံတော်ကုံတော်မူခဲ့ပါတယ်တို့တပောင်မင်းလည်းဖုံးကံနေပါရသည့်အပြင်ချစ်စွာသောမိဖုရား၏အမုန်းချိန်စာကိုပါ ကြားရတာကြောင့်ကြေကွဲတော်မူခဲ့ပါတယ်ပန်ထွာပြင်မဟာယနေ့ထိတို့တပောင်မင်းကြီးကိုလက်စားချေရန်အခွင့်ရေးရသည်ဟန်မတူပါဘူးဘာကြောင့်လဲဆိုတော့တရေခိတရာမျိုးအနီးမှာပေပင်ငယ်တို့ဟာ ယနေ့ထိုက်တိုင်အပင်ငယ်များအဖြစ်မှဆက်လက်ကြီးထွားခြင်းမရှိဘဲရက်တီလျက်ရှိသေးတယ်လို့ဆိုပါရယ်ကျွန်တော်အခုတင်ဆက်ပေးလိုက်တာကတော့မကျွတ်မလွတ်သေးတဲ့ဘေဒနိုးပန်ထွားဘရင်မအကြောင်းပဲဖြစ်ပါရယ်မိတ်ဆွေတို့အနေနဲ့ဘဝတုဒ္ဒရမယ်လို့ထင်ပါရယ်နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ